တမုတ်ဆိုတဲ့စကားလုံးဟာပေါင်းတဲ့ဆက်ဆိုင်ရေးမှာအရန်ကိုအရေးကြီးပါတယ်။လုပ်ငန်းခွင်၊မိတ်ဆွေရဲ့ပေါင်းတဲ့၊မိသားစုရှစ်သူရေးစာစတဲ့ဆက်ဆိုင်ရေးကဏ္ဍအားလုံးမှာအကျောင်းဝင်ပါတယ်။လူတယောက်နဲ့တယောက်အပြန်အလှန်လေးစားမှုမရှိရင်ဘယ်လိုဆက်ဆိုင်ရေးမှာမဆိုရရှိပေါင်းတဲ့လို့အစင်မပြေးနိုင်ပါဘူး။ဒါကြောင့်အပြရန်လေးစားမှုဟာနံပါတ်1အရေးပါတဲ့ခင်ခင်နာတစ်ခုပါနေပါဝင်နေတာဖြစ်ပါတယ်။ ဖြစ်နေတဲ့တခြားလူတယောက်ဟောလေးစားမှုရှိနေတယ်ဆိုတော့ဘယ်လိုဖယ်လို့ဖယ်ဖို့ပြတ်တရမလဲမတည်သေးရင်တော့အခုပြောပြမယ်ဆောင်းရန်ဆောင်းရန်အချက်ကလေးကိုတရားဖို့ပြပါမယ်ပထမတစ်ချက်ကတော့ကွယ်လွယ်မှုတွေကိုလက်ခံပါလူတယောက်နဲ့တယောက်က ပင်ကိုပုံတန်းတင်ပြလက္ခဏာမတူညီကြတယ်လို့ခန့်ယူချက်တွေနားလေလက်ခံမှုတွေဟာလေအတူညီနိုင်ပါဘူး လူတိုင်းလူတိုင်းကိုစီကိုကွဲလန်းမှုလေးရောချိန်ကြတာတဘာဝပါပဲလူတိုင်းမှာကိုပိုင်အတွေ့အကြုံနဲ့ယုံကြည်ချက်ကိုစီချိန်ကြတယ်ဆိုရလေနားလေထားရပါမယ်လူတယောက်စီရဲ့မတူညီတဲ့အမြင်ကွဲလေတဲ့သဘောတရားကိုနားလေလက်ခံပေးပြီးတော့ကိုနဲ့မတူကိုရန်သူလို့အတ္တမတားဟာရင်းချက်တဲ့သဘောမှုဆောင်မလို့တခြားသူတွေအပေါ်မှာလဲလေးစားမှုရှိရဲ့ဆိုတဲ့အသေးပဲကိုထော်ညွှန်းတဲ့လက္ခဏာတည်ရပင်ဖြစ်ပါတယ် ဒုတိယတစ်ချက်ကတော့ပြောခင်မှာရင်စင်စားပါဆိုဒုတိယတစ်ချက်ကတော့မပြောခင်မှာရင်စင်စားပါကြမ်းကြုံလေးနှုတ်ရရသည်စကားလုံးလေးနှုတ်ရမရဆိုတဲ့အကြံအတိုင်းပါပဲလူလူချင်းပေါင်းတင်ဆက်ဆံရေးကဏ္ဍမှာတော့စကားပြောအဆူစကလုံးတော်နော်လီဒါနေ့အမြင့်စာရရီယာတေကဝရန်ကြီးခြေပါတယ်စကားတစ်ခုကိုမဆူ PP ရောပြောလိုက်လို့အဆင်မပြေပါဘူး အပြောခင်မှာကိုဘာသာကိုချိန်လေးခဏစဉ်းစားပြီးရောပြောဆိုတဲ့မှာ誒ဂျာလူလူချင်းဆက်ဆံရေးကဏ္ဍမှာအရင်ကြည့်ကြည့်ဝတ်ခုဖြစ်တယ်လို့ပြန်လာလေးစားမှုတိဆောက်ရမှာလဲသိကုံရေးပါတဲ့ဆယ်လေးတစ်ခုဖြစ်ပါတယ်တတိယတစ်ချက်ကတော့ခွဲခြားဆက်ဆံခြင်းအတိအပြည့်ပြောဆိုခြင်းတွေကိုရှောင်ပါ လူလူချင်းခွဲခြားဆက်ဆံတာနောက်ွယ်မှာတင်းအဖြစ်ပြောဆိုတာတွေဟာအပြတ်တဘောဆောင်နေပြုမှုချက်တစ်ခုပဲဖြစ်ပါတယ်။တရားနည်းတရားဆက်ဆံရေးပြပြရတဲ့အကြောင်းရင်းတွေထဲမှာဒီရှက်ဟာဖိတ်ဆိုးကနေပါဝင်နေရပါ။ဒါကြောင့်ချားသူတွေပေါ်လေးစားမှုမရှိဘူးဆိုတဲ့သဘောကိုသိရောက်စီတယ်လို့တင်းအပေါ်မှာလည်းလူတွေရဲ့အမြင်မှာအထင်သေးစရာလောက်ရတဲ့ခုဖြစ်နေတတ်ပါတယ်။ဒါကြောင့် ဘယ်လိုဆက်ဆံရေးမှမဆိုတဲ့ရှက်တွေကိုတတိထားရှောင်ကျင်တင်ပါတယ်။နောက်ဆုံးအချက်ကတော့အမားကိုဝန်ခံလို့ဈေးရှိပါဆိုတာပါ။အမားလုံးမရင်တော့အမားကိုဝန်ခံရဲတာဟာလေးစားစရာကောင်းတဲ့အမှုအကျင့်တစ်ခုပါပဲ။စမရီယာဘဝမှာမမလို့ဖွေတူဆိုတာမရှိပါဘူး။ကိုယ့်ရဲ့အမားကိုဝန်ခံရဲဖို့ ਨੇ နောက်ထပ်ဒီလိုလားသူမမျိုးခံမကျူးလို့နေဖို့စောင့်ထင်းရမှာဖြစ်ပါတယ်။ဒီမိအမားလုံးမရဲ့အပေါ်မှာလည်း မှားကိုဝန်ခံလို့ရှိရာဝန်ခံရတာဟာမေးစားသမှုကိုပေါ်ပြတယ်။ကောင်းမွန်တဲ့လုပ်ချက်တစ်ခုဖြစ်တယ်လို့ကိုမှားကိုတောင်းရင်မှုတောင်းရင်ခံမှုရှိတယ်။လူမှန်တယောက်ဆိုတာကိုပေါ်ပြပေးနိုင်တဲ့အချက်တွေဖြစ်ပါတယ်။